ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်။ပထမဆုံးသတင်းကတော့ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်ယာယီသမ္မတနိုင်ငံလူညွန်ရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကလာမယ့်ရက်ပိုင်းအတွင်းမှာရုရှားနိုင်ငံကိုအလို့သဘောခီးထွက်ခွာမှာဖြစ်ပါတယ်။ ရုရှားသမ္မတမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရမော်စကိုမှာကျင်းပပြုလုပ်မဲ့ War Atomic Week 2025ကိုတက်ရောက်မှာဖြစ်ပါတယ်။ဒီစည်းဝေးကိုစက်တင်ဘာလ25ရက်ကနေပြီးတော့28ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။ဒီရက်တွေအရဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာနိုင်ငံရယာယီသမ္မတကရုရှားကိုသွားပြီးလို့ပြောလို့ရတယ်ပေါ့နော်။ဒီခီးစဉ်မှာယာယီသမ္မတအနေနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံကသမ္မတဗလာဒီမာပူတင်အပါအဝင်ရုရှားနိုင်ငံကတာဝန်ရှိတဲ့သူတွေနဲ့တွေ့ဆုံမယ်။ဒါ့အပြင်နှစ်နိုင်ငံအစိုးရကြား နိုင်ငံပြည်သူတွေအကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုညှိနှိုင်းဆွေးနွေးပြီးတော့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေလည်းလွတ်ဆောင်သွားမယ်လို့သိရပါတယ်။လက်ရှိယာယီတမန်တော်သွားမယ်အခမ်းအနားပေါ့နော်။အဝါထောင်မဲ့ week 2025နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အဲ့ဒီအခမ်းအနားကနျူကလ িয়ার နဲ့ပတ်သက်တဲ့ program တွေဖော်ဆောင်နေတဲ့နိုင်ငံတွေကခေါင်းဆောင်တွေကမ္ဘာထိပ်တန်းကျွမ်းကျင်ပညာရှင်တွေ ကဘာထိတ်တန်းကုမ္ပဏီတွေနဲ့အဲ့ဒီကုမ္ပဏီကအကြီးအကဲတွေကိုင်တက်ရောက်မဲ့ပွဲလေးဖြစ်ပါတယ်။ဒါအပြင်ကမှဒီပွဲကရုရှားရဲ့နျူကလ িয়ার လုပ်ငန်းစတင်မှုနှစ်80ပြည့်တဲ့အထိမ့်မှန်လဲဖြစ်တယ်လို့သိရပါတယ်။ဒါကျွန်တော်တို့လိုက်လံရှာဖွေထားတဲ့အချက်လက်တွေပေါ့နော်ဒီထက်လည်းပိုပြီးတော့နည်းနည်းတဲ့အချက်လက်တွေဒီထက်ပိုအရေးကြီးတဲ့အကြောင်းအရာတွေလည်းရှိကောင်းရှိပါလိမ့်မယ်ခင်ဗျာ။ပထမဆုံးသတင်းကတော့ကျွန်တော်တို့ဒီဗမောက်ပေါ့နော်။ဗမောက်နဲ့ပတ်သက်ပြီးတော့ဆုတ်သွားတဲ့တစ်ဖက်မဆုတ်ဘူးကတစ်ဖက် ဆိုကျွန်တော်တို့ကလည်းဆုတ်တယ်လို့ဝင်ပြောတဲ့အချိန်မှာကျွန်တော်တို့ဘာလို့မင်းကဆုတ်တယ်လို့ပြောလို့ဝင်ပြောတဲ့ဖွဲ့ရတယ်တစ်ဖွဲ့ဆိုတော့ဒီလိုရှိကြတာပေါ့ဒါတကယ်တမ်းတော့မြို့ပေါ်ကနေရအချို့ကနေပြီးတော့ဆုတ်ခွာပေးလိုက်ရတာဖြစ်ပါတယ်ဒါကတော့အချိန်ကြီးရပါတော့စတော်နီပြောသလိုပဲအတူဆုတ်လေးတွေရှိမှာပေါ့နော်အဲ့တော့ဒီလိုအချိန်ကြီးကဆုတ်ခွာပေးပေမဲ့လုံးဝဆုတ်သွားတာမျိုးမဟုတ်ပဲねမြို့နဲ့နီးတဝိုက်မှာပြန်ပြီးတော့ထိုးစစ်ဆင်မှုပြန်လဲလွတ်ဆောင်နေတယ်ဒီနေ့တက်လာတဲ့တည်င်းတွေအရာပေါ့နော်မိုင်း၃ကဒူး PDF အဖွဲ့နဲ့နော် KIA အဖွဲ့ဝင်ချို့ပေါ့နော်အနည်းဆုံးမရှိဘူးဆိုရင်ရှစ်ဦးကိုဦးလောက်အရှင်ဖန်စီရမိခဲ့တယ်လို့သိရပါတယ်အဲ့တော့တရင်ကဒီလိုပဲတစ်ဖက်တည်းပြောရင်တော့တိတ်တော့မမျှတာပါဘူးဟိုဘက်ချမ်းမှာလည်းဒီပမောက်အနောက်ဘက်ချမ်းမှာရှိတဲ့တာဝါတိုင်းပေါ့နော်တာဝါတိုင်းကိုစလုံးတော်ဘက်ချမ်းကိုသွားတဲ့ဘက်ချမ်းလို့ပြောပါတယ်အဲ့တာဝါတိုင်းကိုဘက်ချမ်းမှာရှိတဲ့ SN တိုင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေကို PDF ဖွဲ့ဝင်တွေကဝိုင်းဝန်းတိုက်ခိုက်လိုက်တာကြောင့်ဒါနှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်ဆိုတာလည်းကျွန်တော်တို့သတင်းတွေရရှိထားပါတယ်နောက်သတင်းတစ်ပုဒ်ကတော့တပိတ်ချင်းပေါ့နော်တပိတ်ချင်းဝေဖြူတော်နာမှာရှိတဲ့ဖော်တော်လန်းစုံကိုလုံညိတ်တဖုံဝင်တွေကပြန်လဲထိန်းချုပ်လိုက်ပါပြီအဲ့ဒီအနီးတစ်ဝိုက်ကိုလည်းနယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်နေပါတယ်ဆိုတော့အခါကျလို့ရှိရင်နယ်မြေမှာအင်တန်မှအေးချမ်းချမ်းနေခဲ့တဲ့ပြည်သူတွေကလုံညိတ်တဖုံဝင်တွေဝင်သွားတာလုံညိတ်တဖုံဝင်တွေမှန်လဲသူတို့မသိဘူး PDF မှန်လဲသူတို့မသိဘူးကျွန်တော်တို့သတင်းပေးလာတယ်ဒီမှာဝင်လာပြီ PDF တွေ ဖုံးဆက်ပြီးပြောလာတယ်သူတို့မခွဲခြားတတ်ဘူးအဲတက်ဆိုင်ရာကိုတည်င်းပေးပို့ပြီးပါအိုးဆိုပြီးတော့အချို့သောဒေသခံပြည်သူတွေတည်င်းပေးပို့လာတယ်ဒါပေမဲ့ကျွန်တော်တို့ကအစောပိုင်းတော့ဟုတ်တယ်ပေါ့ဟိုလိုဒီလိုလိုက်ရှာပြီးတော့သူတို့ပြောတဲ့နေရာတွေကျွန်တော်လိုက်ပြီးအတီးပြူးကြည့်တာပေါ့ဒါပေမဲ့သူတို့ပြောတဲ့နေရာတွေလိုက်ပြီးအတီးပြူးတဲ့အချိန်မှာအဲ့ဒီနေရာပတ်ဝန်းကျင်မှာတက်ဖြစ်တယ်တော်တော်နင်းနီးကက်ကက်ဖြစ်တယ်ပေါ့နော်တချို့နေရာတွေမှာပြောပါတယ်အဲ့တော့ကျွန်တော်တို့လည်းပြန်တွေ့ရတယ်အဲ့တော့ဖုံးဆက်ပြီးပြန်မေးရတယ်ယူနီဖောင်းကဘာရောင်းလဲ ဘောင်းမီယာပါရောင်လဲစသဖြင့်ဒီလိုမျိုးသူတို့နားလဲလွယ်မဲ့ကိစ္စတွေနဲ့ကျွန်တော်တို့ကပြန်မေးရတယ်ဆိုတော့နောက်တစ်ခုမြတ်တရရခိုင်စရာရှိတာကတခါလေးကြလို့ရှင်အဲ့လိုမျိုးအရေးကြီးတဲ့သတင်းတွေဝင်လာတယ်အဲကျွန်တော်တို့ရွာထဲဝင်လာနေပြီလောက်ကြပါအောင်ကုညီဝေးကြပါအောင်ဒါမဲ့တစ်ဖက်မှာကြတော့အဲ့လိုမဟုတ်ဘူးတစ်ဖက်မှာဖုန်းနေခေါ်ခေါ်ပြီးလို့ရှင်အလှပါတလှပါပြောတယ်အာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အဲ့ဒီအချိန်မှာကကျွန်တော်ပြောပြမယ်ဟိုအပီးတဲ့အတွက်ကျေးဇူးတင်ပါတယ် เนาะအပီတော်တော်ကျေးဇူးတင်ပါတယ် Viber လည်းဖွင့်ထားပြီးတယ် SMS လည်းရှိတယ်ပို့လို့ရတယ်ဒါပေမဲ့အဲ့လိုအချိန်မျိုးမှာအရေးကြီးတဲ့အချိန်မျိုးမှာကျွန်တော်အဲ့ဒီအကြောင်းရအချက်လက်ကိုမှတ်နေတဲ့အချိန်မျိုးပြီးလို့ရှိရင်ဖုန်းပြန်ခေါ်အောင်မယ်ဘယ်နားမှလည်းမရှင်းလို့ပြန်ပေးရမယ့်အချိန်မှာဖုန်းတလုံးအထက်ဝင်လာတယ်ဟုတ်ပါတယ်ညီလေးကြီးဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်เนาะဘယ်သူဖုန်းနံပါတ်လေးပြီးပါအောင်ကျွန်တော်ပြောတာသူများဖုန်းနံပါတ်ကိုကျွန်တော်စီမှာလာမတောင်းပါနဲ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းမသိဘူး။နောက်ပြီးတော့ပြီးခွင့်လည်းမရှိဘူး။အဲ့ဒါမကောင်းဘူးလေနော်။ကျွန်တော်တော့မကောင်းဘူး။ ကျွန်တော်တို့များဖုန်းနံပါတ်ကိုလွတ်လွတ်စပယ်ပေးလို့မရဘူး။ဘယ်သူဖုန်းနံပါတ်လေးတော့လူချင်းလို့ပါဆိုကျွန်တော်တို့ကဖုန်းနံပါတ်ကြားခံပေးရတဲ့သူတွေမှမဟုတ်တာတော့အဲ့ဒါလေးတော့စဉ်းစားနေစေချင်ပါတယ်။တစ်ဖက်မှာအရေးကြီးတဲ့ကိစ္စတွေတချို့မှာမိသားစုတွေအတက်လူပြီးပြီးလွားနေရတဲ့အခြေအနေမျိုးတွေဖုံးဆက်လာတယ်ဆိုလို့ရှိရင်တစ်ဖက်ကအဲ့လိုဖုံးနေရကျွန်တော်တို့ကချမှလည်းအားနာတယ်။အားပြီးတဲ့ပြည့်တက်ချင်းတူတူဒါပေမဲ့တစ်ဖက်မှာအရေးကြီးတဲ့ကိစ္စဖြစ်လို့ရှိရင်အတန်မာမာနဲ့ပြောပြီးချလိုက်ရတဲ့ခါကြလို့ရှိရင်လည်းနားလေခွင့်လို့ပြီးသေးချင်ပါတယ်။ကျွန်တော်ပြောချင်တယ်ကတရင်ရဲ့လူရင်းကပျောက်သွားပြီ။အဲ့တော့တရင်ရဲ့လူရင်းပြောရမယ်ဆိုရင် လက်ရှိအချိန်မှာတပိတ်ချင်းတဝိုက်ပေါ့နော်နေမီရှင်လင်းရေးတွေလှုပ်ဆောင်နေတယ်။ PDF တွေကနောက်ဆုံးကျွန်တော်တင်တဲ့ဇေယျကွင်းမှာပဲသွားစုမယ်။ဇေယျကွင်းကိုခန့်စစ်လုပ်ပြီးတော့အဲပြန်တိုက်မဲ့အနေထားရှိပါတယ်။ဒါမှမဟုတ်လို့ရှိရင်ခုခံပြီးတော့နောက်ဆုံးထွက်ပြေးသွားမယ့်အနေထားလို့ကျွန်တော်မြင်ပါတယ်။အဲ့တော့တပိတ်ချင်းတနေ့လုံးမကြခင်ရတော့မယ့်အနေထားဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဲတိုးတက်လာတဲ့ AI နီးပညာပေါ့နော်။ AI နီးပညာနဲ့ပတ်သက်ပြီးစိုးရင်စရာတွေပေါ်လာကျွန်တော်မြင်လာရတယ်ပေါ့။ ကျွန်တော်နိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးပါတီနဲ့ပတ်သက်ပြီးတော့ပြောရေးဆိုခွင့်ရှိသူတွေဒီလူတွေရဲ့ဓာတ်ပုံတွေကိုအသုံးပြုပြီးတော့ AI နဲ့ပြန်ပြီးတော့ပြုပြင်ထားတယ်ပေါ့ဘယ်လိုကိစ္စတွေလဲဆိုလို့ရှိရင် နိုင်ငံရေးနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ကိစ္စတွေထိလွှတ်ချလဲစကလုံးတွေပေါ့ဒီလိုစကလုံးတွေကို AI နဲ့တဆင့်ပြောခိုင်းတယ်ပေါ့နော်နိုင်ငံရေးနဲ့ဟိုဘာသာရေးနဲ့ပတ်သက်တဲ့ထိလွှတ်ချလဲစကလုံးတွေတော်လူမျိုးရင်းနဲ့ပတ်သက်တဲ့ထိလွှတ်ချလဲစကလုံးတွေပြောခိုင်းတယ်တာမန်ပြည်သူတွေကတော့ဒါနဲ့ပတ်သက်ပြီးသိမှာမဟုတ်ဘူးကြီးလိုက်တာနဲ့ဟာ ဒီနိုင်ငံကြီးကောင်းဆောင်ကငါမဲထဲမလို့လုပ်နေတာဟုတ်ဒီလိုစကားတွေပြောရလားဆိုတော့ကိစ္စမျိုးတွေလည်းပေါ်လာနိုင်တယ်အဲ့တော့ AI ကအရန်တိုးတက်လာပြီဖြစ်တဲ့အတွက်เนาะ AI နဲ့ပတ်သက်ပြီးတော့ကိုကဒီစကားမျိုးပြောလိုက်ကိုမယုံကြည်နိုင်တော့စကားတွေသူကပြောလိုက်တယ်ကိုမယုံကြည်နိုင်တဲ့စကားတွေပြောလိုက်ပြီဆိုလို့ရှိရင်သူ့ကိုထောက်ခံခြင်းမထောက်ခံခြင်းဖယ်လိုက်เนาะဒီလိုကဒီစကားပြောတာဟုတ်လားမဟုတ်လားဆိုတာအတီးပြူနိုင်တဲ့သူတွေစီတယောက်ကိုပို့ပါ မကျွန်တော်တို့ပို့ရဆိုလို့ရှင်လဲ Viber နဲ့ပို့လိုက်ဒီဗီဒီယိုအစစ်မှန်ဟုတ်ပါသလားဆိုပို့လိုက်အဲ့တော့ကျွန်တော်တို့ကမဟုတ်ပါလို့ပဲပြန်ပြောမယ်အရှိကြီးတော့ပြန်ပြန်ရှင်းပြနိုင်အောင်မဟုတ်ပါလို့ပဲပြန်ပြောမယ်ဟုတ်ပါတယ်လို့ပြန်ပြောမယ်ပေါ့ဒါမှန်ကန်တယ်ဆိုလို့ရှင်ပြောတာပေါ့နော်အဲ့တော့ AI ကကျွန်တော်တို့ရေကောက်ပွဲအတွက်အချင်းချောင်းမှုတစ်ခုဆိုလို့ရှင်လဲမမှားပါဘူးဒါပေမဲ့ AI ဒီရေကောက်ပွဲတဲ့အထောက်အကူပြုနိုင်တယ်ဆိုလို့ရှင်လဲမမှားဘူးဆိုတော့နေရာကမှအစိုးနဲ့အကောင်ကအမြဲတမ်းဒွန်တွဲနေတတ်တယ်အဲ့တော့အစိုးကိုကျွန်တော်တို့က ဖယ်ရှားပြီးတော့အကောင်းကိုအသုံးပြုတတ်ဖို့တော့လိုပါတယ်။နောက်သတင်းတစ်ပုဒ်ကဒီအေးအေးခေါင်းဆောင်ထွန်းမြင့်နိုင်ပေါ့နော်ဒီရဲ့ပိုင်းရင်သူနည်းနည်းလေးလူလုံးပြန်ထွက်ပြလာသူရခိုင်မှာပြန်နေတယ်ပေါ့သူ့ကိုကျွန်တော်အစတည်းကနာမည်ပေးထားတဲ့ဘိန်းပြင်းရင်ထွန်းမြင့်နိုင်ပါလို့နော်သူလက်အောက်မှာရှိတဲ့သူတွေမူရစီဝါရောင်းဝယ်ဖောက်ကားနေတာအားလုံးအသည့်နော်ခုဘင်္ဂလားဒေ့ဘက်ကပါနေရာဆောက်တဲ့တွေထုတ်ပြန်တယ်ဆိုတော့ဒီလိုထုတ်ပြန်လိုက်တဲ့အခါကျတော့သူကဘာထပြောလဲဆိုတော့မူရစီတရခန်ကမူရစီတကယ်ရောင်းဝယ်ဖောက်ကားနေရတာဘယ်သူလဲဆိုပြီးသူကမေးခွန်းပြန်ထုတ်တယ်မီဒီယာမှာသူ့ နိုင်ငံသားမှာဘေးရပတ်စံတဲ့နေနေမှန်းမပြောတော့နိုင်ငံသားမှာတော့သူတိုးကိုက်လို့လို့မရတော့ပါနိုင်ငံသားမှာသူဘေးရပတ်စံတဲ့နေလဲဆိုတော့သူကိုယ်သူမသိဘူးလားမသိဘူးပေါ့နော်သူကတဖန်ပြန်ပြီးတော့ပြည်တွင်းကသူတွေကိုပြန်ပြီးတော့လမ်းညှိုးထိုးပြီးတော့ဒီမွေးရစီဝါနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတယ်လို့ပြောချင်တဲ့သဘောမှရှိတယ်ပေါ့နော်ကိုမြချီကိုမမြင်နဲ့ထုံးမြင်နိုင်ဘူးနောက်တဲ့တဲ့ဘောကတော့အာဖရိကနိုင်ငံတွေဖြစ်တဲ့ဘူကီနာဖာဆိုနိုင်ဂျာနဲ့မာလီနိုင်ငံတို့က ICC အဖွဲ့ဝင်ဖြစ်ကနေနှုတ်ထွက်ကြောင်းကြေညာသွားပါတယ်သူတို့ရဲ့ဇကားတွေကနည်းနည်းထူးဆန်းပါတယ်ဘာလို့ထူးဆန်းတာလဲဆိုတော့ ICC တရားရုံးကဒီခေတ်တစ်ကိုလိုနီဝါဒရဲ့လက်နက်တစ်ခုတစ်ဖွဲ့ဖြစ်နေတယ်ဆိုသူတို့ကပြောတယ်ပေါ့နော်အဲ့ဒါလည်းမှန်တယ်ဆက်ဆက်ပြီးပြောရမယ်ဆိုရင်ဒါဒူတာဒီယိုဆိုရင်စပြီးကြားနာတယ်ပေါ့နော် ICC ကနေစပြီးကြားနာတယ်ပေါ့ကိုယ်နိုင်ငံထဲမှာကိုယ့်နဲ့ကိုယ်စီရင်ခွင့်မရှိဘူးနော်ကိုကကိုတရားစီရင်ခွင့်မရှိဘူးကိုနိုင်ငံထဲမှာမူရစ်စီနဲ့ပတ်သက်ပြီးတော့ကိုကကိုတည်တံပေးခြင်းလည်းပေးမှာပေါ့နော်ပေးခွင့်ရှိရင်ပေးမှာပေါ့ ဲ့တော့လူအများပြားသိစေမှုနဲ့ဒူတာလေးကိုအခုဒါစီရင်ကြနာနေတယ်ပေါ့နော်။ဒါပဲပြောအာဖရိကနိုင်ငံ၃နိုင်ငံကတော့ထွက်သွားပြီ။အဲ့တော့အမေရိကန်ကတော့ ICC ရော ICJ လို့ဆိုတာသူ့စိတ်နဲ့မလို့ရင်ထွက်တယ်။စိတ်နဲ့လို့ရင်ပြန်ဝင်တယ်။စသဖြင့်ဒီလိုဖြစ်နေတာပေါ့နော်။သမ္မတတယောက်နဲ့တယောက်မူဝါဒတွေလည်းလွဲတဲ့ခါကြတော့ပေါ့နော်။အဲ့တော့ကျွန်တော်နိုင်ငံအနေနဲ့လည်းအချို့သောဒီ ကုလသမဂ္ဂတွေကမလိုအပ်တဲ့ဖွဲ့စည်းတဲ့ဒေါ်နယ်ထရန့်အောင်ထွက်ပြစ်သေးတာပဲเนาะကျွန်တော်တို့ဘာလို့မထွက်ရရဘာလို့ဆိုကျွန်တော်တို့ဘာမှအကာအကွယ်ပြုတာမရှိဘူးပြည်သူအကာအကွယ်ပြုတာမရှိသလိုအစိုးရကိုပူပေါင်းဆက်ဆံတာလည်းမရှိတဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်ပေါ့เนาะဒါတွေလည်းကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ရမယ့်အခြေအနေမျိုးမှာရှိမယ်ထင်ပါတယ်နောက်တဲ့တဲ့ဘုကတော့ဒီ၄ကိတ်ကိုအနီးပေါ့เนาะအဲ့ဒီပတ်ဝန်းကျင်ကိုတက်တည်ရောက်သွားတယ်ပေါ့နော်အရင်ကသတင်းနေတက်လာတယ်မြို့ထဲဝင်သွားပြီလို့ကျွန်တော်သိရတဲ့လောက်ပေါ့နော်စက်တင်ဘာလ22ရက်နေ့ထိပေါ့နော်အဲ့ဒီနေ့ထိတော့မရောက်သေးဘူးဒီနေ့ကတော့ စက်တင်ဘာလ24ရက်နေ့မှာကျွန်တော်နောက်ဆုံးကြားထားတဲ့အချိန်ကြီးကတော့ထီမဲဝါခီးမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုမင်းလက်ပံကတက်စီဆိုင်ပေါ့နော်တက်စီဆိုင်ပိုင်ရှင်နာမည်တော့ပြောတော့ဘူးအဲ့တက်စီဆိုင်အရှိမစစ်စေးဂိတ်လုထားတယ်စစ်စေးဂိတ်လုထားပြီးတော့မင်းလက်ပံအုံတော်မှာ120တီးတွေထောင်ထားတယ်တေချာခန်းစစ်ပြင်နေရမင်းလက်ပံမှာပေါ့နော်ဆိုမင်းလက်ပံကထိုင်းနဲ့ကက်ရက်ဆိုတော့ဒီနေရာသူတို့အတွက်ခန်းစစ်ဆင်လို့အကောင်းဆုံးပဲ နော်ဒီဘက်ကတိုက်မယ်ဆိုလို့ရှိရင်သူတို့တို့ကအဆင်ပြေတယ်ထွက်ပြေးလို့လည်းရတယ်တော်စားကြည်ကြော်ပြီးကြသွားတယ်ဆိုလို့ရှိရင်လည်းထိုင်ဘက်ကသူတို့ရန်တိုက်လို့ရတယ်ပေါ့နော်မင်းလက်ပံရွာပြင်ရွာထဲပြီးလို့ရှိရင်ဖလူစခန်းအနီးပတ်ဝန်းကျင်အကုန်လုံးမှာအင်အား900လောက်ရှိတယ်သူတို့အဲ့လိုခြေကုပ်ယူထားပြီးတော့ရွာသားတွေကိုတော့မောင်းထုတ်ထားတယ်အော်ဒီဘက်ချမ်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အခုထိမဲ့ဘာခီမှာဖြစ်နေမလားတင်သေးတဲ့လောင်အကုန်လုံးပြန်ဆွဲလာတယ်ဆွဲပြီးလို့ရှိရင်မင်းလက်ပံမှာတကြုံနေတယ်တော့ဒါကဒေတာခန့်ပြည်သူတွေပြပို့တဲ့တရင်ဖြစ်ပါတယ်အဲ့တော့ဖလူစခန်းဟိုဘက်နားလေးမှာပေါ့နော်ဖလူစခန်းဟိုဘက်နားလေးမှာ ထိုင်းနဲ့အဆက်ဘူးပေါ့နော်အဲ့ဒီမှာရဲမင်းကအိမ်ဆောင်နေတယ်နောက်ပြီးလို့ရှိရင်အဲ့မှာတာဘောရုနေတဲ့အမိုးပြဆိုတာရှိတယ်ဒေသခံပြည်သူတွေဆိုသိပါလိမ့်မယ်ဒေသခံတိုင်းသားတွေဆိုသိပါလိမ့်မယ်နော်အဲ့ဒီအမိုးပြဒုက္ခတဲ့စခန်းအမိခံထားတဲ့အမိုးပြရဲ့အောက်မှာနော်တို့အများစုပေါ့နော်တို့အကြီးပိုင်းနေနေကြတယ်လို့တည်င်းရတယ်ဒါပေမဲ့အကြီးပိုင်းဆိုတာကအဲ့ဒီလက်နက်ကင်အကြီးပိုင်းပဲပြောတာ KNU အကြီးပိုင်းနေရအဲ့ဒီမှာရှိမနေဘူး နော်သူတို့အဲ့ဒါကိုစိတ်ဝင်စားကြဘူးပေါ့နော်နောက်တတိယဘုတ်ကတော့မွန်ပြည်နယ်တံပြစရမြို့နယ်မှာရောဘာချန်အလုတ္တမလင်မယားနှစ်ယောက်ကို KNU နဲ့သူလောက်ခံ PDF ဖုန်ဝင်နေလာရောက်တိခတ်တက်ဖြတ်သွားပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကတံပြစရမြို့နယ်ပြည်သူ့စီရင်ကိုတနက်တန်ရာရရှိထားတဲ့လင်မယားနှစ်ယောက်အဲရောက်လာတယ်ပေါ့နော်ရောက်လာတဲ့အချိန်မှာတိဆုံးနေပြီလူမျိုးတစ်ဖုံဝင်နေတွားရောက်စစ်စစ်တဲ့အခါမှာတော့တံမီဇဲမြို့နယ် တော့လေးရွာမှာနေတဲ့ကိုအောင်မွန်တက်35နှစ်သူ့ရဲ့ဇနီးကတော့ဒေါ်ဆိုင်နှဲ့35နှစ်တို့ဖြစ်ပါတယ်သူတို့လေးများကဝင်းစိန်နဲ့ခလောက်ချကြေးရွာကြားမှာရှိတဲ့ rubber jam မှာအလုပ်လုပ်တာဖြစ်ပါတယ်သူတို့ rubber jam မှာအလုပ်လုပ်နေတဲ့အချိန်မှာပဲ PDF ဖုန်ကနေရောက်ရှိလာပြီးတော့ဒလန်ဆိုပြီးတော့လေးမရနှစ်ယောက်လုံးကိုပြစ်ခတ်တက်ဖြတ်သွားတာဖြစ်ပါတယ်နောက်တဲ့တဲ့ဘုတ်ကတော့အလဲပိုင်းတိုင်းစစ်တပ်နာချုပ်လက်အောက်ခံပေါ့နော်မကွေးတက်နေပေါ့အဲ့ဒီကို PDF 5ဦးအလင်းဝင်ရောက်လာပါတယ် ဘယ်နာ PDF တွေလဲတော့မသိဘူးမျက်နှာတွေဝါးထားတယ်အစိုးရရဲ့ထုတ်ပြန်ချက်အရတော့လက်နက်နဲ့ဝင်လာမယ်ဆိုရင်အဲစုချင်းငွေတွေပြန်ပြီးပေးအပ်သွားမယ်လို့ပြောတယ်ဘောနော်ထပ်မံဝင်ရောက်ဖို့လည်းရှိသေးတယ်လို့ပြောပါတယ်ဝင်တဲ့သူတွေကတော့တဖွဲဖွဲနဲ့ဝင်နေတာတွေ့ရပါတယ်ခုနေ့ကလည်းတယောက်လွတ်ပြီးလွတ်ပြီးဆိုပြီး OB ပြေးလာတဲ့ကောင်းလေးတယောက်ဘောနော်တမူးဘက်မှာထင်ပါတယ်နော်ဝင်ရောက်လာတာတွေ့ရပါတယ်အ мян ဆုံးဆက်သွယ်ပြီးအ мян ဆုံးဝင်ကြပါဘာကြောင့်လဲဆိုတော့မကြခင်မှာယူကော့ပွဲကရောက်တော့မှာအဲ့တော့တိုက်စစ်တွေကလည်းအချိန်မြင့်လာလိမ့်မယ် နောက်ပို့ပြီးတော့ပြင်းပြင်းထန်ထန်ထိုးစစ်တွေဆင်လာမယ်ဆိုလို့ရှိရင်အခုဗမောက်မှာအဖမ်းခံလိုက်ရတဲ့တချို့သောကောင်လေးတွေဆိုရင်ငငယ်လေးတွေရှိသေးတယ်ပေါ့နော်။ဒါဒီလိုအခြေအနေမျိုးတွေငငယ်ရွယ်နဲ့လူညို့မတုံးသွားစေဖို့ငငယ်ရွယ်နဲ့အသက်မဆုံးဆုံးရဖို့အတွက်အခုလိုမျိုးအလင်းဝင်လိုက်တာအမှန်တုံးနည်းဖြစ်ပါတယ်။နောက်တစ်ချက်ကဒီရက်ပိုင်းပေါ့နော် KIA လောက်ခံနေတည်တာပဲဖြစ်ဖြစ်ဒါမို့ AA လောက်ခံနေတည်တာပဲဖြစ်ကျွန်တော်တို့ကြည့်တဲ့အချိန်မှာပေါ့နော် TNL လေးလည်းအတူတူပဲ၃ဖွဲ့လုံးကိုကျွန်တော်တို့လေ့လာမိတယ်ဒီလိုကြည့်တဲ့အချိန်မှာများသောအားဖြင့် အသက်ရွယ်ကြီးပြီးတော့ဒါမှမဟုတ်ရင်အသက်ရွယ်မကြီးတဲ့ချို့ကပုံမင်းပြီးတော့အာဟာရချို့တဲ့နေတဲ့ပုံတွေတော်တော်လေးပေါက်တယ်ဗောနော်သူတို့ဒုက္ခရောက်နေကြတဲ့ပုံပေါ်ပါတယ်နောက်ဆုံးတိုက်စရာလူမရှိလို့စခန်းမှာဆောက်တဲ့သူထွက်တိုက်ရတဲ့ပုံစံမျိုးဖြစ်နေတယ်ဗောနော်ရှည်တန်းထွက်တိုက်ရတဲ့ပုံစံမျိုးဖြစ်နေပါတယ်ဆက်ဆက်သတင်းပြောရရင်ပြီးခဲ့တဲ့ရက်ပိုင်းဒီမှာဘင်္ဂလီလက်နက်ကင်အဖွဲ့ဖြစ်တဲ့အာစာက AE ရဲ့စကမ်းကိုဝင်တိုက်ပါတယ် AE စကမ်းဆိုမဲ့ AE စကမ်းမဟုတ်ပါဘူးအဲ့ဒါတွေကအရင်တော့လုံညိုကြီးတဖို့ဝင်နေတဲ့စကမ်းပေါ့နော်အဲ့မှာ AE ရထိုင်ချထားတယ်အစားဖို့ဝင်တွေကအလုံးရင်းနဲ့စကမ်းတွေဝင်တိုက်တယ် AE တော်တော်များများပေါ့နော်လင်းက6လောင်း9လောင်းလောက်ရုပ်တံထဲမှာပါတယ်ပေါ့နော်တည်ဆုံးသွားခဲ့တယ်ဒီစကမ်းနဲ့ပတ်သက်ပြီးအဲ့စကမ်းကဘယ်ကစကမ်းဆိုတာလဲအစားဘက်ကမထုတ်ပြန်တယ်လို့ AE ဘက်ကလည်းမထုတ်ပြန်ဘူးသူတို့တည်တယ်ဆိုတာလည်းမထုတ်ပြန်ဘူးစကမ်းကြတယ်ဆိုတာလည်းမထုတ်ပြန်ဘူးဒါပေမဲ့အထွန်းမြတ်နိုင်ငံကတော့ AOD နဲ့အင်တာဗျူးမှာ ဒီအာဇာဘတ်ကသူတို့ကိုဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ဒီလိုတိုက်ခိုက်တာတွေကဘင်္ဂလားဘက်ကနော်လွန်ညိုရေးတာဝန်ရှိတဲ့သူတွေကအာဇာကိုဖိအားပေးပြီးတိုက်ခိုက်တာဆိုပြီးပြောတယ်ပေါ့နော်။နောက်တဲ့နေ့ဘုကမုံတိုင်းတဲ့င်းပေါ့ရာဇာကာလို့ခေါ်တယ်။ဒီမုံတိုင်းကအခုဆိုရင်ဖိလစ်ပိုင်ဟောင်ကောင်မှာစပြီးတိုက်ခိုက်နေတယ်။လူတေဆုံးမှုရှိတယ်။တိုက်ခိုက်မှုကလည်းတနင်္လာရီ165မိုင်ဝန်းကျင်လောက်ထိတိုက်ခိုက်မယ်။ရည်ကြီးရှံမှုတွေကြောင့်ဒေသခံပြည်သူတွေ ဒါအတေပြောက်တွေရှိခဲ့ပြီးတော့ဒုက္ခရောက်နေရတဲ့အနေအထားဖြစ်ပါတယ်။ဟောင်ကောင်မှာလည်းလူတေပြောက်တွေရှိတယ်လို့ပြောတာပေါ့နော်။အဲ့တော့ဒီမုံတိုင်းရဲ့အရှင်ကြောင့်မြန်မာနိုင်ငံမှာလည်းမိုးကြီးရေကြီးတာတွေဖြစ်လာနိုင်တယ်လို့ပညာရှင်တွေကသုံးသပ်ထားပါတယ်။နောက်တဲ့တင်းတဲ့ဘုကတော့လိုင်ဇာပေါ့နော်။ KI ဌာနချုပ်လိုင်ဇာကို suicide drone ပေါ့နော်အတေကန် drone နှစ်စင်းကြားရောက်ပေါက်ကွဲတယ်လို့ပြောတယ်။လိုင်ဇာဆိုတာကလည်းမြောက်ကိုရီးယားရဲ့ပြုံရံနဲ့သိပ်မကွာဘူး။ဘာတိုင်းမှပြန်ထွက်မလာဘူး။သူများတွေကတော့ပေါက်ကွဲတယ်လို့ပဲပြောတယ်။ဘယ်လောက်ဖြစ်သွားတယ်ဘာဖြစ်သွားဆိုတာက ဒါသတင်းမထွက်လာဘူး KNY ဘက်ကလည်းဒါမျိုးကိုသတင်းထုတ်ပြန်လို့တော့မရှိဘူးအဲ့တော့ laser မှာအဲ့လိုမျိုး drone နဲ့အသေးခံတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်အဲ့ဒီမှာရှိနေတဲ့ KNY အကြီးပိုင်းတွေကလည်းဖင်တကြောကြောနဲ့ဖြစ်နေလာပြီပေါ့နော်အဲ့တော့သူတို့ရဲ့နောက်တန်းစခန်းနေမှာငငိမ့်မနေရမှဒီရှည်တန်းနေမှာလည်းတက်တရာရမှာဖြစ်ပါတယ်အဲနောက်ထပ်ဆက်ဆက်ပြီးပြောရမှာဆိုတာကချင်ဒေတာတည်နေပေါ့နော်အဲ့ဒါကကျွန်တော်တို့ဆော့လော်ပေါ့နော်လန်ဆယ်ဒေတာတိုက်ပွဲတွေအကြောင်းပေါ့အဲ့တော့လန်ဆယ်ဒေတာတိုက်ပွဲတွေကတော့အခုမှစပြီးဆိုင်ထားတယ်ဒါပေမဲ့ ရာသီဥတုချီနေရမိုးရိမ်းမိုင်းဖြစ်တယ်နှစ်ဖက်လုံးကအတိုးအဆုတ်ရှိတယ်နော်ဒီဘက်တိုက်ထုတ်လိုက်ဟိုဘက်ကကြလိုက်နာသွားလိုက်လူရင်အားပြန်ဖြည့်လိုက်ပြန်တိုက်လိုက်ဒီဘက်ကနည်းနည်းခွာလိုက်ဒီလိုမျိုးအနေထားနဲ့လန်ဆယ်ကအဲ့ဒီအရေးကြီးတဲ့ကုန်းတွေကိုဒါအတိုးအဆုတ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်နှစ်ဖက်လုံးကတော့ဒါထိခိုက်ဒဏ်ရာရရှိတာတွေရှိတယ်လက်ရှိအချိန်မှာဒီဘက်ခြံကျွန်တော်တို့တရင်ရင်မြရတဲ့လောက်မေးကြည့်တဲ့အခါကျတော့ထိခိုက်ဒဏ်ရာရရှိတာတော့ရှိတယ် ဟိုလိုမျိုးကြာဆုံးတဲ့အထိတော့ဖြစ်တာမရှိဘူးလို့ဒီဘက်ခြမ်းမှာစီးရီးသတင်းရင်းမြစ်နဲ့နှီးဆက်တဲ့သူတွေကပြောပါတယ်နောက်သတင်းတဲ့ဘက်ကတော့ NDA မိုင်းလာထိန်းချုပ်ထားတဲ့နေရာမှာသူတို့လိုင်စင်မလုပ်ထားတဲ့သူတွေဖမ်းဆီးနေတယ်ဆိုပြီးပြောပါတယ်အဲ့တော့သူတို့လိုင်စင်က SR4 ပေါ့နော်အဲ့တော့အထူးဒေသ4လို့ကျွန်တော်ဒီလိုပဲမှတ်ယူပါတယ်ဆိုတော့အထူးဒေသ4လိုင်စင်မကတ်ထားတဲ့ကားတွေဆိုင်ကယ်တွေကို ဖန်းစည်းပါတယ်တကယ်လို့ license အတူပြုလုပ်ထားရဆိုလို့ရှိရင်လည်းအရင်မှာတိန်းနေပေါ့နော်သူတို့စီမှာတော့ license ရေးတက်တာလေပေါ့နော် license တက်တာတဲ့ခါကျတော့ဝက်တောက်တွေအများကြီးစီးကြတယ်ပေါ့ဒီပြီးမှမှနေတဲ့သူတွေကြပြန်တော့လေတစုံတရာပြန်ပြီးတန်းလာမလားကြည့်ရအောင်ပါပေါ့နော်ယူကော့ဝဲလုံးမလားကားစီးတွေပြန်ပြီးကြလာမလားဒါမှမဟုတ်ရှင်ပြီးတွင်းမှာ SKD စနစ်နဲ့ထုတ်တဲ့ဒီ EV တွေပို့ပြီးအားကောင်းလာမလားဒါတွေကျွန်တော်ပြန်ကြည့်ရမှာပေါ့ပြဿနာဘာပြောချင်တာလဲဆိုတော့ဒီဘက်ချမ်းမှာက license နဲ့ကားတွေကိုစီးတယ်ဟိုဘက်ချမ်းမှာကဝက်တောက်တွေစီးတယ် เนาะအစိုးရကဂျာတွေကဖမ်းတယ်အဲ့တော့ဘလို့အခြေအနေမျိုးဖြစ်နေလဲဆိုတာပြောလို့ကိုမရအောင်เนาะဟိုဘချမ်းကကားတွေကလည်းဒီဘက်လာလို့မရအောင်เนาะဒီဘချမ်းကကားတွေကလည်းဟိုဘက်သွားမယ်ဆိုလို့ရှိရင်ဘာကပ်ပဲပြရမလို့လို့ဖြစ်တယ်เนาะအခုကသူတို့အထူးတွေကကပ်ပြရမယ်တဘောမှရှိတယ်ဗောနော်ဒီပြီးမကားတွေကြတော့နည်းနည်းလေးပြဿနာရှိတယ်ဗောနောက်တရင်နဲ့ဘုကတော့ကျွန်တော်အားကြတဲ့ BNN ဗောနော် BNN က community နိုင်ငံတနိုင်ငံဖြစ်ပါတယ်တကယ်တော့နိုင်ငံတိုးတက်ဖို့ကစနစ်တင်နေလဲမဆိုင်ပါဘူး ဘာစနစ်ကိုကျင့်သုံးကျင့်သုံးဒါနဲ့မဆိုင်ပါဘူးစစ်မှန်တာတွေစီကံပြေဝါတာတွေဖက်ဒရယ်တွေဒီမိုကရေစီတွေကျွန်တော်ကတော့ပုံမှန်လေးပြောလို့ရှိရင်လူတူတယောက်ချင်းစီရဲ့စိတ်တက်ဒါကိုထိန်းချောင်းပဲ့ပြင်ပြီးနိုင်မှာတူတက်မယ်လို့ထင်တယ်အခု BNN က Boring Company ကနေပြီးတော့ Boring အစီး200မှာယူတယ်ရပြီတဲ့လေရင်နေရပြီအစီး200တော့မှဘယ်လောက်တူတက်လိုက်တဲ့နိုင်ငံလဲကျွန်တော်တော်တော်အားကြပါတယ်တော့ Boring လေရင်အစီး200တော့မှ တကြိမ်နဲ့တပြိုင်နက်မှာလာရသွားပြီဆိုတော့เนาะအဲ့ဒီက BHJ ကုမ္ပဏီပေါ့เนาะအဲ့တော့အဲ့ကုမ္ပဏီအနေနဲ့ American Dollar 32 billion 32 billion သုံးရတယ်ပေါ့เนาะ32 billion ဘူးလင်းရင်အစီး200ဝယ်သွားတယ်ပေါ့ကျွန်တော်တို့နိုင်ငံကလည်းဟိုအကြီးကြီးကြီးမားမားလျှောက်ပြီးတော့မျောလင်းလာတဲ့ဆာလို့ရှိရင် BNL နောက်ကိုဒါလူနေမှုအဆင့်တန်းနောက်ကလိုက်လာမယ်ဆိုလို့ရှိရင်တော့မဆိုးဘူးဒါပေမဲ့ BNL လောက်တော့ငွေကြေးဖောင်းပွားလို့မဖြစ်ဘူး BNL ငွေကြေးဖောင်းပွားမှုတအားများတယ်ပေါ့เนาะဒီတက်ပို့ပြီးတော့မျောလင်းလာပေါ့ဒီတက်ပို့ပြီးတော့မျောလင်းလာပေါ့ ဒါနိုင်ငံသူနိုင်ငံသားတွေရဲ့အနာဂတ်အတွက်အရေးကြီးတာ။ဒါကျွန်တော်တို့အနေနဲ့လည်းအဲလာမယ့်ရွေးကောက်ပွဲကိုအများကြီးမျှော်လင့်ထားပါတယ်။ဟောကျွန်တော်လည်းပူးပေါင်းပါဝင်ကြမယ်။အဲတရင်ကောင်တစ်ခုပေးချင်တာရွေးကောက်ပွဲအတွက်ပေါ့နော်။ရွေးကောက်ပွဲအတွက်ဘယ်ပါတီတွေမှမဟုတ်ဘူး။ကျွန်တော်တခုလုပ်ထားတာရှိတယ်။အဲဒါလာမယ့်လာတော့ဘောကျွန်တော်ခြားပြဖို့ရှိပါတယ်နောက်တစ်နေ့ဘုရားနိုင်ငံတကာတင်းမှာပဲအဲ့ဒါကတော့ပါလက်စတိုင်းကိုနိုင်ငံနဲ့အများပြားကနိုင်ငံအဖြစ်အတိမတ်ပြုတယ်အခုနောက်ဆုံးအတိမတ်ပြုထားတဲ့နိုင်ငံကတော့ပြင်သစ်ပေါ့ UK ကတိမတ်ပြူတယ်၊ကနေဒါတိမတ်ပြူတယ်၊ဩစတြေးလျတိမတ်ပြူတယ်အဲ့လိုနိုင်ငံတွေအများကြီးကနေပါလက်စတိုင်းကိုနိုင်ငံဖြစ်တိမတ်ပြူတယ်။တိမတ်မပြူတာနှစ်နိုင်ငံပဲရှိမှထင်ပါတယ်။အမေရိကန်နဲ့အစ္စရေးပဲရှိမှာပေါ့နော်။နောက်ပြီးအမေရိကန်ရဲ့သူ့ရဲ့မဟာမိတ်နည်းနည်းရှိပါဘော။ဒါပေမဲ့သူ့ရဲ့မဟာမိတ်ပြောလို့ရတယ်ပြင်သစ်ကတော့မှပါလက်စတိုင်းကိုနိုင်ငံဖြစ်အတိမတ်ပြူတယ်။နော်။ဘာတက်လို့ဆိုပါလက်စတိုင်းရဲ့လာရပေါ့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာတဖြည်းဖြည်းနဲ့သူ့ရဲ့မီဒီယာကြုံကြုံကြုံလာတဲ့အနေထားနောက်ဆုံးမှပါလက်စတိုင်းရဲ့နိုင်ငံပြောင်းမဲ့အနေထားနဲ့ရင်ဆိုင်နေရတယ်ပေါ့နော်။အဲ့တော့ ကိုယ်နိုင်ငံမှာတနောက်တင်းတင်းချန်စီယိုးမရှိရင်တနေ့ကျရင်ဒီလိုမျိုးခံရမယ်အိန္ဒိယနိုင်ငံတွေရဲ့အနိုင်ကျင့်စော်ကားမှုခံရမယ်ဆိုတာပါလက်စတိုင်းကတတိပြနေပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဖိလစ်ပိုင်နိုင်ငံမှာကျင်းပခဲ့တဲ့ကမ္ဘာစက်ရုပ်အိုလံပစ်ပေါ့နော်အာရှပစိဖိတ်ပြိုင်ပွဲမှာ AI အသုံးပြုပြီးတော့ရှာဖွေကယ်ဆယ်ရေးစက်ရုပ်တီထွင်ခဲ့တဲ့မြန်မာကလေးငယ်ဖွဲ့ပထမဆွေရတယ်ဝန်တာဆရာကောင်းလိုက်တာပြီးခဲ့တဲ့ ငလင်တစ်လျှောက်လုံးမှာဒီနီးပညာနဲ့ပတ်သက်ပြီးတော့အများကြီးကျွန်တော်တောင်းတခဲ့တယ်ပေါ့နော်ဒီပြိုင်ပွဲမှာ AI မှာတကယ်ကိုဆရာကြပါတယ်ဆိုတဲ့တရုတ်ဟောင်ကောင်ဂျပန်ဂျာမနီထိုင်းဗီယက်နမ်ဖိလစ်ပိုင်ဘင်္ဂလားဒေ့ရှ်နဲ့မကာအိုနိုင်ငံတွေဝင်ရောက်ရှင်ပြန်ခဲ့တာဖြစ်ပါတယ်ပါပြော congratulation ပါလို့ပြောချင်ပါတယ်အသက်17နှစ်22နှစ်ဒီရွယ်ကလေးလေးတွေရဲ့စွမ်းဆောင်မှုကနိုင်ငံအတွက်အလွန်အင်မတန်ကိုမှ တက်မိုးကြီးပါတယ်ဂုံလေးဂုံယူပါတယ်အဲ့လိုပြောချင်ပါတယ်ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ